မိခွန်ကိုဆူလိုရင်းနဲ့လွဲချော်အောင်တီးဖြတ်ခဲ့တဲ့ကိစ္စအတွက် BBC မီဒီယာလုပ်ငန်းစုကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအတီအလင်းတောင်းပန်ခဲ့ပါတယ်။နိုဝင်ဘာ17ရက်နေ့မှာတော့ BBC ကထရမ့်ကိုတောင်းပန်ခဲ့ပေမဲ့လည်းထရမ့်ရဲ့ရှေ့နေတွေတောင်းဆိုထားသလိုညနာချေးပေးဖို့ကတော့အငင်းဆန်ခဲ့ပါတယ်။2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့တုန်းကအမေရိကန်လွှတ်တော်ကိုထရမ့်ထောက်ခံသူတွေကမစည်းနှင်းခင်ထရမ့်ပြောကြားခဲ့တဲ့မေခွန်ကို BBC ရဲ့တီးဖြတ်ပုံကအစိုးလိုရင်းနဲ့လွဲချော်စီတယ်ဆိုတော့ ဝေဖန်ထောက်ပြမှုတွေကနေစပြီးအခုပြဿနာဖြစ်ပေါ်ခဲ့တာပေါ့ BBC ရဲ့ Panorama အစီအစဉ်အတွက်ရိုက်ကူးထားတဲ့အမှတ်တမ်းရုပ်ရှင်ဟာ Trump ရဲ့အမေခွန်းနဲ့ကမတူတဲ့အစိပ်အပိုင်းတွေကိုချိတ်ဆက်ပြီးတီးဖြတ်ပြင်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်အကျိုးဆက်ကတော့ Trump ဟာလွှတ်တော်ကိုစီးနှင်းမှုကျွလွန်စေဖို့ဓာတ်ရိုက်အားပေးခဲ့သလိုထင်းအောင်ထင်းမအတိတ်ပဲစီဥတည်သွားစေပါတယ်ဒါရင်မကသေးပဲလူလားချက်ကိုငင်းငင်းချမ်းချမ်းမျိုးချင်းစိတ်သက်ပြပြဝဝနဲ့ ခြေတက်ဆန္ဒပြကြဖို့ထောက်ခံသူတွေကို Trump ကအမှားကြားခဲ့တဲ့စကားကိုလည်း BBC ကဖြတ်တောက်ဖယ်ရှားခဲ့ကြောင်း Trump ရှင်တွေကဆွဆွဲခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတော့ Trump ရဲ့ရှင်တွေက BBC အနေနဲ့ Panorama မှာပြသထားတဲ့အမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားပေးဖို့ Trump ကိုပြန်တောင်းပန်ဖို့စာရေးသားပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်ဟာ Trump ကိုဂုဏ်သိက္ခာအရာရောစီးပွားရေးအရာပါထိခိုက်စေတာကြောင့်နင်နာကြီးပေးဖို့လဲတောင်းဆိုထားပါတယ်။ မတောင်းပတ်ဘူးဆိုရင် ရောကြီးဒေါ်လာ1ဘီလီယံထိများပြားတဲ့ပမာဏမျိုးရရှိဖို့တရားစွဲမယ်လို့လည်းထရမ့်ဘက်ကအချိန်ကြောက်ခဲ့ပါတယ်။ဗြိတိန်အခြေစိုက် BBC မှာတော့ဒီကရက်ကိုအကြောင်းပြုပြီးညွန်ကြားရေးမှုချုပ်နဲ့သတင်းဌာနအကြီးအကဲတို့ယာဒူးကနေတာဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။ BBC လုံငန်းစုရဲ့ထုတ်ပြန်ချက်မှာတော့သမရထရမ့်ဟာအကြမ်းဖက်ရန်လိုမှုတွေကိုဓာတ်ရိုက်ကြကြသွေးထိုးတောင်းဆိုခဲ့ပါတယ်ဆိုတဲ့သဘောမျိုးမှားယွင်းဖော်ပြခဲ့မိကြောင်းဝန်ခံထားပြီး 2024တုန်းကထုတ်လင့်ခဲ့တဲ့အမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားသွားမယ်လို့ဖော်ရှိခဲ့ပါတယ်။အလားတူအငင်းပွားစရာပြင်ဆင်တီးဖြတ်ထားတဲ့2022တုန်းကနောက်ထပ်ဗီဒီယိုဖြစ်ပိုင်းတစ်ခုကိုတခြား Britain သတင်းဌာနတစ်ခုဖြစ်တဲ့ Telegraph ကထုတ်ပြခဲ့ပြီးနိုင်ပိုင်းအကြံမှာ BBC မီဒီယာလုပ်ငန်းစုက Trump ကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။ BBC ရဲ့ကြေညာချက်မှာတော့ Trump မေခွန်းကိုပုံမှန်အတိုင်းစင်ဆက်မပြတ်တင်ပြတာမျိုးထက်ကွဲပြားတဲ့ရှုထောင့်တစ်ခုကပြသချင်လို့တီးဖြတ်ခဲ့ပေမဲ့ မရည်ရွယ်ပဲအမားဖြစ်သွားခဲ့ကြောင်းအဲ့ဒီတီးဖြတ်မှုဟာသမရထရမ်ကအကြမ်းဖက်ရန်လိုမှုတွေဖြစ်လာစေဖို့ဓာတ်ရိုက်တောင်းဆိုခဲ့တယ်ဆိုတော့မားယွန်းရဲ့အကောက်အယူမျိုးစီဥတည်စေခဲ့ကြောင်းဖော်ပြထားပါတယ်ပြီးတော့ BBC ရဲ့ဥက္ကဋ္ဌအစာမရှာဟောင်းအင်ဖီရိုစီပို့ကိုရေးစာတစောင်ပေးပို့ပြီးဖြစ်ပြခဲ့တာတွေအတွက်သူနဲ့မီဒီယာလုပ်ငန်းစုကထရမ်ကိုတောင်းပန်လိုကြောင်းအသိပေးရေးသားထားတယ်လို့လည်းဆိုပါတယ်ဒါ့အပြင် BBC ရဲ့အရှင်းအနေတွေကလည်းထရမ်ရဲ့အရှင်းအနေတွေစီကအကြောင်းကြောင်းမှုအတွက်အသေးစားပြန်ထားပါတယ် BBC ဟာတီးဖြတ်ခဲ့တဲ့ဗီဒီယိုရဲ့အခြေအနေအတွက်ဝမ်းနဲ့နောင်တရမိပေမဲ့တမင်ရွေရွေပြီးတိတ်ခါချဖို့လုပ်ခဲ့တာဆိုတဲ့ဆွဆွဲချက်ကိုတော့အလေးအနက်ငင်းဆိုကြောင်း BBC ဘက်ကအကြောင်းပြန်ခဲ့ပါတယ်။ Trump ရဲ့အမူလမေခုံးမှာတော့ American လွှတ်တော်အထိချီတက်ပြီးရဲရင်တဲ့အထက်လွှတ်တော်အောက်လွှတ်တော်အမတ်အမျိုးသားအမျိုးသမီးတွေကိုဂုဏ်ပြုချီးကျူးရမယ်လို့ပါရှိခဲ့ပါတယ်။မိနစ်90လောက်ကြာမြင့်ပြီးတဲ့နောက်မှာတခြားအခြေအနေနဲ့ဆက်ဆက်ပြီးကျုပ်တို့တိုက်ပွဲဝင်ရမယ်အသေးအကျေတိုက်ပွဲဝင်ရမယ်လို့ ထရမ့်ကပြောကြားထားခဲ့ပါတယ်။ဒါပေမဲ့ BBC ရဲ့တီးဖြတ်မှုမှာတော့ထရမ့်ရဲ့မေခွန်းတစ်ခုကိုပေါင်းပြီးကျုပ်တို့လွှတ်တော်အထိခြေတိုက်ရမယ်။ပြီးတော့ခမည်းတော်နဲ့အတူကျုပ်ရှိနေမယ်။ကျုပ်တို့တိုက်ပွဲဝင်ရမယ်။အသေးအကျေတိုက်ပွဲဝင်ရမယ်ဆိုတာမျိုးဖြစ်သွားပါတယ်။ထရမ့်ကတော့သူ့ရဲ့မေခွန်းဟာအမဲဖြတ်ခံခဲ့ရတာလို့ Fox နဲ့ interview မှာဝေဖန်ခဲ့ပါတယ်။ဒီလိုပုံစံတီးဖြတ်ပြီးပြသတဲ့အခါမှာကြည့်ရှုသူတွေကိုအထင်အမြင်လွဲသွားစေတယ်လို့သူကပြောပါတယ်။ နင်နာချေးပေးဖို့ BBC ဘက်ကငင်းဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ Trump ရဲ့ရှင်းလင်းရေးဘက်ကဘယ်လိုအကြောင်းပြန်မလဲဆိုတာကိုတော့မသိရသေးပါဘူးရှင်